ဂရိတ်တကြီးဒီကပြားလီကလူတချို့ကိုချမ်းသာစေတယ်လို့တချို့ကတော့အကျွေးနွံနဲ့ဆွဲချနိုင်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ credit card အကျွေးဝယ် card အကြောင်းပြောမှာပါ credit card ဆိုတာဓာတ်နှစ်ဖက်သွားလို့ပါပဲတုံးတက်ရင်အခွင့်အရေးမတုံးတက်ရင်တော့အန်ဒီရဖြစ်လာနိုင်ပါတယ်ဘဏ်ကတင့်ကိုကြိုးပေးထားတဲ့ဒီချင်းငွေ credit limit ကိုဘယ်လိုထိန်းချုပ်မလဲဆိုတာလေ့လာကြည့်အောင်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်မောင်ပြပါဒီ financial stability channel ကိုလာရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် ဒီနေ့ဗီဒီယိုမှာတော့ credit card အခွင့်အရေးလားအကျွေးနွံလားအကြောင်းအရာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။အပိုင်းသူမတုံးတက်တော်သူအတွက် NDA အကျွေးဖြစ်လာခြင်း credit card ကိုစီတမ်းမဲ့အစွာသုံးဆွဲခြင်းဂျုံတဲ့အောင်မဲ့အထီးကထောင်းကြောက်လေးအခုကိုတတိပြရပါမယ်။ကအတိုးနှုန်းမြင်မာခြင်း credit card ရဲ့အတိုးနှုန်းဟာဒီနေ့ကို73ရာခိုင်နှုန်းကနေ78ရာခိုင်နှုန်းဝင်းကျင်အထိရှိတတ်ပါတယ်။ရက်45ရက်ကနေ90လောက်ပေးထားတဲ့အတိုးကင်းလွတ်ခွင့်ကာလအတွင်း အပြည့်အပြည့်မဆက်နိုင်ရင်တင်သုံးထားတဲ့ငွေပမာဏတစ်ခုလုံးအပေါ် အတိုးစတင်တွက်ချက်တာကိုခံရပါလိမ့်မယ်ခအနည်းဆုံးပေးချေမှုထောင်းကြောက်ဘဏ်ကတင့်ကိုသုံးဆွဲငွေရဲ့300ခိုင်နှုန်းကနေ100ရာခိုင်နှုန်းလောက်ပဲပြန်ဆက်ဖို့တောင်းဆိုလေးရှိပါတယ်ဒီအနည်းဆုံးပမာဏကိုပဲလာစဉ်ဆက်နေရင်မူလငွေဟာနည်းနည်းလေးပဲယော့ပြီးအတိုးကဆက်တိုက်တိုးနေမှထီလို့အကျွေးနွမ်းတဲ့နှစ်ကွာတတ်ပါတယ်က ငွေသားကြိုထုတ်ခြင်း credit card ကနေ ATM နဲ့ငွေသားထုတ်ယူရကိုလုံးဝရှောင်ပါအတိုးနှုန်းချက်ချင်းစတင်တွေ့တယ်လို့ဝင်ဆောင်ကလေးပြီးဆောင်ရပါတယ်ဒီအချက်တွေကြောင့်ဝင်ငွေထက်ပိုသုံးမိတာနဲ့ credit card ဟာတင်ဘဝရဲ့အကျွေးနွံဖြစ်လာပါတော့တယ်အပိုင်းနှစ်တုံးတက်တော့သူအတွက်အခွင့်အရေးအမျက်ထစ်လာချက်ဒါပေမဲ့ credit card ကိုစည်းကမ်းတကျတုံးတက်ရင်တော့ငွေကြီးစီမံခံခွဲမှုအတွက်အခွင့်အရေးဖြစ်လာနိုင်ပါတယ် အဓိကအခွင့်အရေးကတော့ရက်55မှ50အထိ အတိုးပေးစရာမလိုပဲဘဏ်ရဲ့ငွေကိုအသုံးပြုခွင့်ရတာပါပဲ။တတ်မှတ်ရမတိုင်ခင်အပြည့်အဝပြန်ဆက်နိုင်ရင်ဒီခွင့်ရေးဟာတင့်အတော့အကျိုးဖြစ်ထွန်းစေပါတယ်။ credit card တွေမှာ cashback reward points များလေရင်ခရီးစဉ်မိုင်များစားသုံးဆိုင်လွှတ်အစင်းများစတဲ့အကျိုးခံစားမှုတွေရှိပါသေးတယ်။တင်သုံးနေကြငွေကိုပဲကက်နဲ့သုံးပြီးဒီအကျိုးကျေးဇူးတွေကိုပြန်ရယူနေပါသေးတယ်။ငွေကြီးစည်းစိမ်မှုထိန်းညှိနိုင်ရင် ကြီးမားတဲ့ဝယ်ယူမှုတွေကိုချက်ချင်းငွေသားမကုန်ပဲရက်90လောက်အချိန်ဆွဲနိုင်ခြင်းနဲ့အရေးပေါ်အခြေအနေမှာငွေကြီးစည်းစင်းမှုကိုထိန်းကြီးဖို့အတွက်အသုံးပြုနိုင်ခြင်းတို့ကအားသာချက်တွေပါပဲ online ဝယ်ယူမှုတွေမှာ credit card က debit card ထက်ပိုလုံးကျုံပါတယ်ပြဿနာရှိပါကဘဏ်ကငွေပေးချေမှုကိုပြန်လည်ထိန်းချုပ်နိုင်ပါတယ်ဤကုန်းချုပ် credit card ကိုင်တုံတိုင်းအထွေစီမီယံ၃ချက် credit card ကိုအကျွေးမထစ်ဘဲအခွင့်အရေးဖြစ်အောင်သုံးနိုင်ဖို့အတွက်ဒီစီမံသုံးချက်ကိုမထစ်မနေလိုက်နာတင်ပါတယ်။တိလာစင်သုံးဆွေးငွေကိုအပြည့်အဝ100%ပြန်ဆက်ပါ။အ ਨੇ စုံပေးချေမှုကိုလုံးဝမကြည့်ပါနဲ့။တမတ်ရက်မတိုင်ခင်စုစုပေါင်းပမာဏကိုအမြဲပြန်ဆက်ပါ။နှစ်ကန့်တတ်ချက်ကို20မှ30ရာခိုင်နှုန်းသာသုံးပါ။ သိန်းရဲ့ credit limit ဥပမာ10သိန်းကို အပြည့်မသုံးဆွဲပါနဲ့2သိန်းသို့မဟုတ်3သိန်းလောက်သာသုံးဆွဲခြင်းကသိန်းရဲ့ငွေကြီးအစံအတန်း credit score ကိုပါကောင်းမွန်စေပါတယ်။၃ကိုပိုင် budget ထဲကသာသုံးပါ credit card ဆိုတာနောက်ထပ်ဝင်ငွေမဟုတ်ပါဘူးကိုယ်ပိုင် account ထဲမှာရှိပြီးသားငွေကိုကြိုတုံးနေတာလို့မှတ်ယူပြီးမလို့အပ်ပဲဝယ်ယူခြင်းကိုရှောင်ပါအဆုံးသက်စကား ခရက်ဒစ်ကဟာဘန်ဒါအေးကိရိယာတစ်ခုသာဖြစ်ပါလေ၎င်းကိုဘလို့ကင်တွေသုံးဆွဲမလဲဆိုတာကသုံးဆွဲသူရဲ့ငွေကြေးအသိနယ်နဲ့စီးကန့်ပေါ်မှာလုံးဝမူတည်ပါရဲ့ခင်ဗျာ like and subscribe လုပ်ထားပြပါလာရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ